ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ဲ့တော့လက်ရှိမှာကျွန်တော် transfer rumors တွေမှာဒါ Manchester United အသင်းရဲ့ transfer သတင်းတွေကလက်ရှိမှာတော်တော်လေးကိုပြန့်နှံ့နေတဲ့ဥစ္စာရှိတယ်။အဲ့တော့ Manchester United ရဲ့ဒါကျွန်တော်တို့၃ဘိုင်းပေါ့နော်။ဒါကျွန်တော်တို့၃ဘိုင်းပေါ့၃ဘိုင်းဆိုတာပထမတစ်ဘိုင်းကလက်ရှိမှာဒါ Rice Move Highland ရဲ့ဒါကျွန်တော်တို့ကိစ္စရဲ့ Ozman ရဲ့ကိစ္စရဲ့ပြောပြမယ်။ဒုတိယဘိုင်းကလက်ရှိမှာကျွန်တော် Manchester United အသင်းရဲ့ Quanta ကိုဘာကြောင့်ဆုံးရှုံးလဲဆိုတဲ့အကြောင်းတစ်ခုပြောပြမယ်။တတိယတစ်ဘိုင်းအနေနဲ့လက်ရှိမှာ Manchester United အသင်းရဲ့ Center Back နေရာအတွက်အခုချိန်ထိလိုက်ရှာနေတယ်ဆိုတဲ့ဥစ္စာ Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော်တို့ podcast မှာပြောပြခဲ့တဲ့ဆိုတဲ့ဥစ္စာကိုသူပြောပြခဲ့တယ် ော်အဲ့တော့ဒီသုံးပတ်ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုတည်းမှာကျွန်တော်ထည့်ပြသွားမှာပေါ့နော်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့လက်ရှိမှာ Manchester United တိုက်စင်မှုဖြစ်တဲ့ Rice Move Highland ကိုတော့ Napoli ရဲ့လက်ရှိကျွန်တော်တို့ဒါနီးပြဖြစ်တဲ့ Antonio Conte ကအလွန်ကျွံသဘောကျနေပြီးတော့သူ့အသင်းကိုခေါ်ယူဖို့အတွက်ကျွန်တော်တို့ဒါတောင်းဆိုခဲ့ထားတဲ့လူကြားသိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာ Napoli အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ Antonio Conte ရတာဒါကျွန်တော်တို့ ဒီ Manchester United ရဲ့ကစားသမားတိတ်ပြီးပြိတ္တရီသဘောမကျတဲ့ကစားသမားကသူတိတ်ပြီးသဘောကျတယ်လို့သဘောယူလို့ရတယ်တမပါ Antonio Conte နေတဲ့ခုလက်ရှိမှာပြိတ္တရီကတိတ်အမြင်မကြည့်တော့တဲ့ Rice Blue White Land ကိုတော့လက်ရှိမှာဒါကျွန်တော်တို့အသင်းကနေပြီးတော့ခေါ်ယူဖို့အတွက်ဒါတောင်းဆိုခဲ့ထားတယ်လို့ကြားသေးတယ်တမပါ Napoli နေနဲ့ Rice Blue White Land ကိုခေါ်ယူတဲ့နေရာမှာ Ozil Man ကိုဒါအပြောင်းရွှေ့ရဲ့တစိတ္တသေးသားအနေနဲ့အသုံးပြုသွားဖို့အတွက်လည်းကြိုးစားသွားမယ်လို့ကြားသေးတယ်တမပါတိကျတယ်မဲ့လက်ရှိမှာဒါကျွန်တော် Ozil Man ကိုတိုင်ကလည်း Manchester United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဆရာထက်တဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်လွန်ခဲ့တဲ့တစ်လလောက်ကသတင်း တင်ဆက်ပေးတာဖြစ်လိမ့်မယ်အဲ့တော့ United လက်ရှိသားကျွန်တော် agent ဒီကိုယ်တိုင်လည်း Osman ရဲ့ camp နဲ့ Dutch ဆွေးနွေးထားခဲ့ပြီး United အသစ်နဲ့ Lamine Nui ရာဒီမှာခေါ်ယူလို့ရနိုင်မယ့်တိုက်စစ်မှုတွေတဲ့တယောက်အနေနဲ့ဒါကျွန်တော် aim လုပ်ထားခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်တော့ပါတယ်အဲ့တော့လက်ရှိမှာတကယ်၍ Rice Moon White Land ကသာ Napoli ကတကယ်လို့ရှိခဲ့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ Osman ကိုဒါကျွန်တော်တို့ဈေးတသက်တသာနဲ့ချွတ်ချွတ်နဲ့ရသွားနိုင်တဲ့တစ်ခု Manchester United နဲ့သွားနိုင်တယ်တော့ပါတယ်အဲ့တော့ United အသစ်နဲ့ဒီအပြောင်းအရွှေ့ကိုသူတို့ဘက်ကလက်ခံမလားမလက်ခံမလားဆိုတဲ့ဥစ္စာကိုတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဘောနော်အဲ့ဒါက တကယ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ပဲအဲ့တော့ United တင်းတဲ့တင်းနောက်တစ်ခုအနေနဲ့ Rashford Highland ကိုရောင်းမယ်ဆိုရင်တော့ဘယ်ဈေးသတ်မှတ်ပါလဲတစ်ဖက်ကရရှင်းနေပြ Osman အသင်းကို Osman ကိုစာရုပ်တစ်နှစ်ပဲကြံတော့တဲ့အနေထားမှာသူတို့အနေနဲ့ Euro 55တန်း90ပတ်ချလေးဝင်ကြရမယ်ဆိုရောင်းသွားမယ်အဲ့တော့ ကျွန်တော်တို့ကစားသမားလေးတဲ့နေရာမှာ Rice Blue Hawaii လဲနဲ့ Awesome Man ဒဲ့လေးမယ်ဆိုရင်ဘယ်သူကနာနိုင်မလဲဒီနေရာကဒါလောက tricky ဖြစ်တဲ့ question ဖြစ်သွားပြီ Napoli ဘက်ကရောနာသွားနိုင်မှာဒါမဟုတ်တော့ United ဘက်က Rice Blue Hawaii လဲနေနဲ့တကယ်တမ်းပြန်ကောင်းလာပြီးတော့လက်ရှိမှာမှန်တယ်ခင်ဗျား United ပြည်သက်တဲ့ Rice Blue Hawaii လဲကိုကြိုက်သည်ဖြစ်စီမကြိုက်ဖြစ်စီကစားသမားငယ်သေးတယ်ဒါနောက်ထပ်သင်းတင်းရသွားရင်ကောင်းသွားနိုင်တဲ့ခြေစွမ်းတစ်ခုမှရှိသေးတယ်ဒါခုနကကစားသမားတွေနောက်ထပ်၈နှစ်လောက် AC 3-0ရသွားနိုင်တယ်ဒီတစ်ခုအဲ့တော့ ပြောချင်တာအော်စင်မန်နဲ့လဲပြီဆိုရင်တကယ်တော့ငွေသားမပါဘဲနဲ့ဒဲ့လဲမယ်ဆိုရင်ဘယ်အသင်းနာမလဲဆိုတာကိုစိတ်ဝင်စားတာဖြစ်တယ်။တကယ်တော့အော်စင်မန်ရဲ့အသိုက်အဝယ်က29 session ပြတဲ့ကြောင့်တကယ်တော့သုံးမယ်ဆိုရင်တော့သုံးလို့ရတယ်၄နဲ့၅နဲ့ဒိုင်ခန် AC သုံးလို့ရသေးတယ်။သို့ပေမဲ့တော့ညာလဲအော်စင်မန် coin number reach ရှိတယ်။အော်စင်မန်တယောက်နေတာကျွန်တော် Premier League မှာအဆင်ပြေပါမလားဆိုတော့ reach ရတယ်မှာပါ။အဲ့တော့ဒဲ့ကျွန်တော်စိတ်ဝင်စားဆုံးချက်ကားတာပဲ။ Manchester United အသင်းနဲ့ဒါလည်းကျွန်တော်တို့ Napoli အသင်းနဲ့ Rice Moon White လည်းနဲ့ဒါကျွန်တော်တို့ Osman ကိုဒဲ့လဲခဲ့မယ်ဆိုရင်တော့မှ တကယ်တမ်းဘလူးကနဲ့နာသူဖြစ်သွားနိုင်တယ်အကယ်ကွနာပါဆိုလက်ရှိမှာဒါမက်တော်မီတီယောက်ဒါကျွန်တော်တွေ့ရတဲ့အတိုင်းပဲဟိုနပိုလီအသင်းမှာတကယ်ကိုခြေစွမ်းပြနေရဒီ DM နေအောင် CM နေအောင်ဒါဖြစ်နိုင်ဂိုးပါတက်သွင်းတဲ့ကောင်ဗျာအဲ့တမှာတကယ်ကိုဒါကျွန်တော်တို့ဟိုခြေစွမ်းပြနေတယ်ဒါကျွန်တော်တို့ကစားသမားတယောက်ဖြစ်နေအဲ့တော့ Rice Moon Hoy လည်းနပိုလီပြန်အောင်မှာသူကိုယ်တိုင်းလည်း Atlanta မှာကောင်းခဲ့လို့ဒါ Manchester United ကဒါခေါ်ခဲ့တယ်ဖြစ်တော့ Serie A နဲ့ Rice Moon Hoy လည်းကအသားကျပြီးသားအသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Rice Moon Hoy လည်းကဒါကျွန်တော် Serie A မှာပြန်ကောင်းသွားနိုင်တဲ့အနေအထားမှာရှိအဲ့တော့ကျွန်တော်အနေနဲ့ပြောရမှာဆိုဒါကျွန်တော်ငွေသားရတဲ့လေးမယ်ဆိုရင်တော့ဘယ်သူနစ်နာမလဲ ဆိုကျွန်တော်တော့တော်တော်လေးကိုစိတ်ဝင်စားတယ်အဲ United ပြည်သက်တဲ့ဒီညမှာကျွန်တော်မေ့ကျင်တာတစ်ခုက အကြိတ်တက်လည်းခဲ့မှာဆို United ပြည်သက်တွေက Awesome Man ကိုလက်ခံနိုင်စွမ်းရှိလာဒါမှ Rise Who Highland ကိုလက်ရှိမှာ United ပြည်သက်တွေနဲ့ဒါ Okay ဒါကျတော့ Euro 2045လောက်ရမယ်ဆိုရင်တော့ Okay ရောင်းလိုက်กว่าဆိုတဲ့ပုံစံမျိုးကိုလက်ခံသွားနိုင်မလားဒါကိုကျွန်တော်ကတော့အမှန်တမ်းပြောရမှာတော့တော်တော်လေးကိုစိတ်ဝင်စားမိရတဲ့မှာပါတယ်လို့ပဲကျွန်တော်အနေနဲ့မြေးကြည့်ရတယ်မှာပါအဲ့တော့လက်ရှိမှာ Manchester United အတင်းနဲ့ဒါ Rice Mulholland နဲ့ဒါကျွန်တော်တို့ Napoli ရဲ့တိုက်စင်ဖြစ်တဲ့ Awesome Man အပြောင်းရှူတက်ကိုလည်းတို့အနေနဲ့တော်တော်လေးကိုဆေးရထပ်တန်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတို့အနေနဲ့ဘလူးဆောင်ရွက်သွားမယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ကြားသိရတယ်မှာပါပါတယ် အဲ့ဒါကတကံပေါ့နော်နောက်တစ်ကံတစ်ခါထပ်ပြောမယ်တော့ပါအဲ့တော့လက်ရှိမှာ Manchester United အသင်းအနေနဲ့ Chelsea နဲ့လက်ရှိအကျိုးသဘောတူညီမှုချုပ်ခဲ့တယ်ဒါကျွန်တော်ခွန်နာနဲ့ဘာလို့တက်ပြေသွားခဲ့ရလဲအဖြေကတော့ဒါ Manchester United အသင်းနဲ့ခွန်နာနဲ့ကအပေါင်းလက္ခဏာဆောင်ခဲ့တယ်ဒါကျွန်တော်စကားတွေရှိခဲ့တယ်ဆိုပြီး Fabrizio Romano ကသူ့ရဲ့ podcast မှာမနေ့ကပြောသွားခဲ့တာတွေ့ရအောင်လည်းမပါတယ်လက်ရှိမှာဒါကျွန်တော်တို့အသင်းနဲ့အသင်းညာဆွေးနွေးမှုမှာ Manchester United အသင်းနဲ့တော်တော်လေးအဟန့်တားဖြစ်သွားခဲ့တယ် Sporting ဘက်ကရှင်းတယ်ခွန်နာကိုအခုရောင်းအခုရောင်းအခုဝယ်ပုံစံမျိုးသူတို့ကသွားကျင်တယ် ဒါပြင်ကျွန်တော်ဒါ Chelsea အသင်းကဝယ်သွားတဲ့နေရာမှာသူတို့အနေနဲ့တစ်နှစ်အငှားပြန်ချမယ်ဆိုတာကအသက်ဖြစ်သွားခဲ့တယ်လို့ပြောလို့ရမယ်ကြောင့်ပါတယ် Manchester United အသင်းကစားသမားတယောက်ကိုဝယ်ခဲ့မယ်ဆိုရင်တော့မလက်ရှိ Chelsea ဘုံဝယ်ခဲ့တယ်လို့ဘုံကနေတိုင်းကနေဝယ်လို့ရတဲ့ အချိန်ဤတစ်ခုမန်ချက်စတာယူနိုက်တက်မှာရှိမြင်မန်ချက်စတာယူနိုက်တက်တင်တဲ့ခုလက်ရှိမှာကစားသမားတစ်ယောက်ကိုဝယ်မယ်ဆိုရင်တို့အနေနဲ့လာမယ့်နူရီယာဒီမှာကစားသမားရောင်းသွားရောင်းသွားမယ်ဆိုရင်အဲဒီရောင်းလို့ရတဲ့ပတ်စံနဲ့အတူလာကျွန်တော်လာမယ့်နူရီယာပြန်ဝယ်ဆိုတဲ့ပုံစံမျိုးသွားရမယ်တဲ့မှာပါတယ်ပြီးတော့အစိုးဆုံးချက်ကလက်ရှိမှာ Chelsea လုတ်သွားတဲ့အကြီးဆုံးချက်ကဘာလဲဆိုတော့ Sporting ကိုတနည်းအငှားပြန်ပေးလိုက်တဲ့ဆိုတဲ့ပုံစံမျိုးပဲအဲ့ဒါကို United တင်လုံးဝလုတ်လို့မရဘူးနော်ဘာကြောင့်လဲဆိုတော့လက်ရှိမှာ United တင်ကလာမယ့်နူရီယာဒီမှာလူရောင်းပြီးတော့ဒီ Quanta ကိုဝယ်ရမှာဖြစ်တဲ့ကြောင့်မလာမယ့်နူရီယာဒီမှာအကယ်၍ Quanta ကိုသာခုနကပြောဆို Chelsea ပေးတဲ့ဈေးဖြစ်တဲ့ ယူရိုတန်း90ပတ်ချလဲ55တန်းပတ်ချလဲဝင်ကြအောင်ယူနိုက်တက်လည်းပေးနိုင်တယ်မပေးနိုင်ဘူးပေးနိုင်တယ်ဒါပေမဲ့ယူနိုက်တက်ကလက်ရှိမှာ Sporting Bag ကိုစောင့်ဟိုင်းထားတယ်ပြောချင်တာ okay အဲ့ဒါဆိုရင်တော့ငါတို့အနေနဲ့လာမယ့်နေရာဒီမှာကစားသမားလေးရောင်းလာအောင်မရောင်းပြီးတော့မင်းတို့စီကခွန်တာကိုဝယ်မယ်ဆိုတဲ့ပုံစံမျိုး United က Sporting ကိုသွားထားတယ်။ကောလာဟာလာတွေကခွန်တာနဲ့ကစားသမားတွေကလည်းကျွန်တော်တို့ဒါခွန်တာနဲ့ United တွေကလည်းကျွန်တော်တို့ပုံကိုကြီးရရသဘောတူညီမှုရထားပြီးသားအခြေအနေတခုဖြစ်ခဲ့ပြီးပြီလို့ကြားသိရတယ်မှာပါတယ်။ Chelsea အသင်းတက်တော်မှာဒါကျွန်တော်တို့ Manchester United နဲ့ခွန်တာနဲ့ကကျွန်တော်ဆော့ပြီးတော့ပုံကိုကြီးရသဘောတူညီမှုရခဲ့တာဖြစ်တယ်။ ဒါပေမဲ့ဒီနေရာမှာချက်စီးသင်းကဒါချက်ချင်းဆိုလို့ဝင်ရောက်လာခဲ့တယ်ဝင်ရောက်လာပြီးတော့ကျွန်တော် sporting ကိုအရင်လုံးခဲ့တယ်ဘောနော sporting ကိုအရင်လုံးပြီးတို့တွေနေတို့က agreement တစ်ခုယူခဲ့တယ် minute ကို2025 2026ရာသီမှာငါတို့ quota ကိုတစ်နှစ်၅ပြန်ချပေးမယ်ဒါအပြင် united ပေးနေတဲ့ပုံစံမျိုးအပြင်ကိုဒါကျွန်တော်တို့ add on ပါဝင်လက်ရှိမှာကျွန်တော်ကြားလာတော့ချက်စီးသင်းနေနဲ့ bonus payment နေအပါဝင်ဆိုတာ quota ကို63သန်းလောက်တွားကြနေတွားတွားကြသွားနိုင်နေဆိုတဲ့တတိယနေရာထွက်နေတယ်တော့မှာပါအဲ့တော့ပြင်တာတကယ် base ရ90လောက်ပဲကုမနေမယ်အဲ့တော့ဘာညာပေါ့မယ်63သန်းလောက်ထပ်ပေးရမယ်63သန်းလောက်ဖြစ်သွားနေတယ် ော်အဲ့တော့ပြောချင်တာ supporting ကိုဒါကျွန်တော်တို့အရင်ဆုံးဒါ Chelsea ကဝင်လုံးပလိုက်တယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်သွားခဲ့ရလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါအဲ့တော့အဓိကအသက်ဖြစ်သွားခဲ့တာတော့ okay ငါတို့မှလည်းလက်ရှိမှာလူတွေရှိသေးတယ်လူငယ်လေးအများကြီးရှိသေးတယ်ကြောင့်မို့ Anzu Moreska ရဲ့အစီအစဉ်မှာလည်းဒါအရန်ကြီးမလိုအပ်သေးတဲ့အတွက်ကြောင့်မလို့လာမယ့်လူရာဒီမှာတော့မင်းတို့ငါတစ်နှစ်အငှားပြန်ချပေးမယ်အဲ့ဒါဆိုရင်မင်းတို့သဘောရအဲ့တော့အသင်းကိုဒါကျွန်တော် Chelsea အသင်းက DL ရ close လုပ်လိုက်နိုင်တယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့ဒါကလက်ရှိမှာအသက်တစ်ခုဖြစ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါအဲ့တော့ Chelsea အသင်းကဒါကျွန်တော်တို့ Sporting ကိုဝင်လုံးနိုင်ရင် Sporting ကဒါ Chelsea နဲ့ပုံကိုရ Chelsea နဲ့ Sporting ကဒါကလပ်တစ်သင်းကြသဘောတူညီမှုရရှိသွားခဲ့ပြီးလဲပြီးရောဒါကျွန်တော်ဒီနေရာမှာ sporting ရောကျွန်တော်တို့ chelsea အသင်းအနေနဲ့ဒါသိကြရတဲ့မဲ့ကစားသမားပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရအောင်ကြိုးစားတယ်အဲ့ဒီမှာကျွန်တော် anzo muresca ရဲ့အနာဂတ် plan အများကြီးရေးပါခဲ့တယ်ဆိုတဲ့ဥစ္စာကိုဒါကျွန်တော် fabrizio romano ကသူ့ရဲ့ဥစ္စာမှာပြောထားခဲ့တယ်မှာပါအဲ့တော့ကြည့်ရတာ anzo muresca နဲ့ဒါကျွန်တော် quanta နဲ့တွေ့ဆုံပြီးတော့ okay ဒါမင်းတို့ united နေရာပေးလို့ငါတို့လည်းမင်းတို့နေရာပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးသူပြောခဲ့ပုံရပါတယ်အဲ့တော့ကစားသမားနဲ့ဒါကျွန်တော် chelsea ရဲ့လက်ရှိ manager နဲ့တွေ့ဆုံခဲ့ပြီးဒါကျွန်တော်တို့တတိဟို agreement တစ်ခုကိုယူခဲ့တဲ့သဘောမှာရှိတယ်အဲ့တော့ United နဲ့ဒါသဘောတူညီထားတဲ့ကျွန်တော်တို့ဒါပုဂ္ဂိုလ်ကြီးရသဘောတူညီမှုကိုကြော်လွန်ပြီးတော့ခွန်တာကလည်းဒါကျွန်တော်တို့ Chelsea ကိုလည်းကောင်းညင်ခဲ့လူကြီးတာမှာပါအဲ့တော့ဒါအပြင်ကျွန်တော်တို့ Chelsea အသင်းကဘယ်လောက်ထိလိုက်ရောပေးခဲ့လဲဆို Portuguese Martin ကိုဘယ်မှသွားစရာမလိုဘဲနဲ့ခွန်တာကို system မှုရအောင်လုပ်ခဲ့ပြီးတော့စာချုပ်ချုပ်ခဲ့လူတွေကြားသိရတယ်မှာပါတယ်ဒါအပြင်ကျွန်တော်ခွန်တာရဲ့စာချုပ်ကလည်းကြောက်ခမန့်လိလိပါပဲ2026ကနေပြီးတော့2033ခွန်နှစ်နှစ်ထိဖြစ်ပြီးတော့ဒါ plus 1အောင်တို့ရတာ total အဖြစ်10နှစ်ထိစာချုပ်တက်တန်ချုပ်လို့ရတယ်လို့လည်းကြားသိရတယ်မှာပါပါတယ်အဲ့တော့ Chelsea အသင်းက United အသင်းကိုဒါဒီနေရာမှာကြော်သွားခဲ့တဲ့အဓိက ကျောင်းကတစ်နှစ်ငါးပေးနိုင်ခဲ့တယ်ဒါပြင်ကျွန်တော် Chelsea တင်းနေဒီခုနပေါ်လို့ပဲ base salary ဖြစ်တယ်ဒါဟု base အပြောင်းရွှေ့ခြင်းဖြစ်တယ် Euro 350ကိုလည်းချက်ချင်းငွေချေနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ United အသင်းကိုကြော်ပြီးတော့ Sporting နဲ့ပုံကူကြီးရအောင်ဒါကျွန်တော်တို့အသင်းနှစ်သင်းကြောင်းသဘောတူညီမှုရသွားတယ်ကြာသေးရတယ်အဓိက United အသင်းဒီမှာနောက်ကောက်ကျသွားခဲ့တဲ့အဓိကအကြောင်းကတော့အဖြေကရှက်ရှက်လေးပါ The United လို့ဒါကျော် Chelsea လိုမျိုးအခုလက်ရှိချက်ချင်းလက်ငင်းငွေမပေးနိုင်ခဲ့ဘူးဒါကတော်တော်လေးဟိုဒါကျွန်တော်အဓိကကျသွားတဲ့အချက်တစ်ခုဖြစ်သွားခဲ့တယ် United အသင်းနဲ့ဒါခုနပေါ်လို့ပဲဒါထုတ်နှက်ချက်တော့ကြီးမားတယ်လို့ပြောလို့ရတယ် Sporting ရဲ့ဒါကျွန်တော်တို့ကစားသမားအကောင့်တ ယောက်ဖြစ်တဲ့ဒါခွန်တာကိုလည်းဆော်ရှိုးသား United တင်းနဲ့တခြားသော target တွေကိုလည်းစတင်ပြီးတော့ပြောင်းလဲပြီးရှာနေပြီးဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမှာဒီမှာပါတယ်အဲ့တော့ Fabrizio Romano နဲ့ဒီသတင်းနဲ့ဆက်ဆက်ပြီးနောက်ထပ်တစ်ခုထွက်ပေါ်ကခဲ့တာကတော့ Manchester United တင်းနဲ့လာမယ့် New Year ဒီမှာ ခံစစ်ပိုင်းအပြောင်းလဲမှုတွေဆက်လက်ပြီးတော့လှုပ်ဆောင်သွားခဲ့မယ်လို့လည်းကြားသိရတယ်မှာပါတယ်။အဓိကတော့ဒါ United တင်းနဲ့လာမယ့်နေရာဒီမှာ Lindelof ကိုရောင်းသွားမယ်လို့ကြားသိရတယ်မှာပါတယ်။အဲ့တော့ Lindelof ကိုရောင်းသွားပြီးရင်တော့အရန်ခံစစ်မှုကောင်းကောင်းခေါ်ယူသွားဖို့တဲ့ပြင်ဆင်သွားမယ်လို့ကြားသိရတယ်မှာပါတယ်။ United တင်းနဲ့ပထမအတိုင်းကျွန်တော်ခံစစ်မှုနေရာအတွက်နံပါတ် ပါနံပါတ်1ဒါကျွန်တော်ဥစားပေးကစားသမားပုံစံမျိုးခေါ်ယူသွားဖို့အတွက်ပြင်ဆင်ထားခဲ့ပေမဲ့လက်ရှိမှာမထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့အာစနယ်ဒါကျွန်တော်ခေါ်ယူထားခဲ့တဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Aiden Haven က United အသင်းမှာဒါခံစစ်နေရအောင်တော်တော်လေးကိုအဆင်ပြေခဲ့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ Aiden Haven ကိုနေရာပို့ပေးသွားဖို့အတွက် United အသင်းကစူးစမ်းသွားမယ်လို့ကြည်ရတယ်မှာပါအဓိကကရူဘင်အာမိုရင်းပေါ့နော်ရူဘင်အာမိုရင်းလက်ရှိမှာဒါကျွန်တော် Aiden Haven ကိုသဘောကျနှက်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ ဒီနေရာမှာလူတယောက်ခေါ်တာဒီဇိုင်းလနိုင်းယူရို Aiden Heaven Harry Maguire Matthew Delit Lisandro Martinez ပြန်ကောင်းလာမှာဒီ၅ယောက်ကိုသာအဓိကယုံကြည်သွားမယ်လို့သိရတယ်မှာပါအဓိကဒီနေရာမှာဒါကျွန်တော် United အနေနဲ့ခံစင်မှုနောက်တယောက်ခေါ်ခြင်းတဲ့အကြောင်းအရာက Lisandro Martinez ကြောင့်ပဲ Martinez နေရာဒါကျွန်တော်မနစ်တစ်နှစ်လောက်ခရေကစပြီးတော့ကျွန်တော်ခဏခဏဒဏ်ရာအကြောင်းမူဒါကျွန်တော်တို့ပွဲအများကြီးလွဲချော်လာခဲ့တဲ့အတွက်ကြောင့် United အနေနဲ့ Martinez နေရာအတွက်ဒါကျွန်တော်တို့ခံစင်မှုကောင်းကောင်းတယောက်ကိုဒါစတင်ပြီးစဉ်းစားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့အဲ့တော့ဒါဈေးကြီးတဲ့ခံစင်မှုဆိုတာတဲ့ဒါအသင်းမှာဒါကျွန်တော် Anwin Gwin ကြမဲ့ခံစင်မှုကိုဒါ United အနေနဲ့ ပြစ်မှတ်ထားသွားမယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့အခုချိန်ကလေးကကျွန်တော် market ထဲမှာကျွန်တော်တို့ Fabio Romano ရဲ့ပြောပုံရဆိုတော့ Manchester United အသင်းက Kazem Bu အတွက်နေရာကိုကြီးကြီးကျယ်ကျယ်ရှာနေပြီဆိုတဲ့ပုံစံမျိုးကိုသူပြောသွားခဲ့တာတွေ့ရမှာအဲ့တော့ဒီရတဲ့တဲ့နဲ့လက်ရှိမှာခွန်နာကိုဒါကျွန်တော်တို့ဆုံးရှုံးခဲ့ပြီးနောက်ပိုင်းမှာဒါချိန်ပါကြီးမဖြစ်အောင်ထပ်ပြီးတော့ကြိုးစားနေရဆိုတဲ့သဘောကြီးကြားနေတယ်မှာမဲ့ပြဿနာကဗျ United ရဲ့လက်ရှိပြဿနာသူများရည်နဲ့မတူတဲ့ဥစ္စာကဘာလဲဆိုတော့အမ်ဘာလို့ပြောမလဲကျွန်တော်တို့လက်ရှိမှာကျွန်တော် United ရဲ့အဓိကပြဿနာက ဟိုလူရောင်းပြီးမှလူပွေနိုင်မဲ့ပြဿနာတော်တော်ဆိုးတယ်လက်ရှိမှာဒါကျွန်တော်ဆိုင်ဂျင်ဘက်ကလစ်ပြောလို့ပဲ United မှာလက်ရှိမှာ budget မရှိဘူးသူများရဲ့လူတာကျွန်တော်ဝိုးနိုင်ပတ်စံ50ကိုပေးနိုင်တဲ့အခြေအနေမရှိဘူးအဲ့တော့ပြောချင်တာက United အတင်းနဲ့လူပွေမယ်ဆိုတော့လာမယ့်လူရည်ဒီမှာလူရောင်းခုနကပြောလို့ market ratio လို့ပါလို့ရောင်းတဲ့ဥစားတွေလုတ်ပြီးမှသာအဲ့ရတဲ့ပတ်စံတွေသာလူပြန်ဝင်နိုင်မဲ့ season ရှိတယ် United လက်ရှိအဟန်တာဒါပဲအဲ့တော့လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ်ကြီးတွေလင့်လေးတွေကိုထည့်ပေးထားခြင်းပြကြောမဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါရမြမလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မမေ့နိုင်ဖြစ်ပါတယ်အားလုံးပဲကျိုးတင်ပါတယ်ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တော့ကြည့်ပါဗျအားလုံးကြည့်ကြပါကျွန်တော်မြမလေး clip ပေးကြပါဗျမြမ clip ပါမမေ့နိုင်ဖြစ်ပါတယ် default ပါဗျ